ဝိပ္ပယအကျံအခန်းကြီး၁ဝိပ္ပယအကျံအခန်းကြီး၁သည်မိရှုရာရစ်ပူဇော်ခြင်း ဖြစ်သည်သာဝရဘုရားသည်ပရိသတ်စုဝေးရာတဲတော်ထဲကအတန်ကိုလွှင့်လျက်မောရှိကိုခေါ်တော်မူ၍တင်းသည်ဣသရေလအမျိုးတို့ကိုဆင့်ဆိုရမည်မှာတင်းတို့တွင်တစုံတစ်ယောက်သောသူသည်သာဝရဘုရားအားပူဇော်တကားကို ပြုလိုလျင်ယင်သောတိရစ္ဆာန်တည်ဟူသောနွားတူ စိတ်ကိုဆောင်ခဲ့၍ဆက်ရမည်။နွားကိုမိရှို့ရာရစ်ပြုလိုလျင်အပြစ်မပါသောအထီးကိုဆောင်ခဲ့၍ထာဝရဘုရားစိတ်တော်နှင့် တွေ့ခြင်းကပရိသတ်စုဝေးရာတဲတော်တကားဝနာမှာဆက်ရမည်။ပူဇော်သောနွားဤကောင်းပေါ်မှာမိမိလက်ကိုတင်ရသဖြင့်သူဤအပြစ်ကိုဖြေမိအကြောင်းလက်ခံတော်မူမည်။သာဝရဘုရားရှိတော်၌နွားကိုတက်ပြီးလျင်အာယုံဤသား ယေပရောဟိတို့သည်အသွေးကိုယူ၍ပရိသတ်စုဝေးရာတဲတော်တကားနာယစ်လင်ပေါ်၌ပတ်လေဖြန်းရမည်ပူဇော်သောသူသည်ထိုအကောင်၏အရေကိုချွတ်၍အပိုင်းပိုင်းဖြတ်ရမည်အာယုံဤသားယေပရောဟိတို့သည်ယစ်လင်ပေါ်မှ မီးကိုထည့်၍မီးပေါ်မှထင်းကိုခင်းပြီးမှထင်းပေါ်မှခေါင်းစီဥတားတစ်များကို တင်ရမည် ခြေထောက်နှင့်ဦးအစရှိသည်တို့ကို ရေနှင့် အစင်ဆေးရမည်ယေဘရဟိတ်သည် ထိုရစ်တကောင်လုံးကိုရစ်ပလင်ပေါ်မှမီးရှို့ရမည်မီးရှို့ရရစ်ဖြစ်သည်ထာဝရဘုရားအားမီးဖြစ်ဆက်ကပ်၍မွေးကြိုင်သော ပူဇော်တကားဖြစ်သည်သူစိတ်ကိုမီးရှို့ရရစ်ပြုလိုလျင် အပြစ်မပါသောအထီးကိုဆောင်ခဲ့၍ထာဝရဘုရားရှိတော်၌ရစ်ပလင်မြောက်ဘက်နားမှာတက်ပြီးလျင် အာယုံဣသာယစ်ပရောဟိတ်တို့သည်အသွေးကိုယစ်ပလင်ပေါ်၌ပတ်လည်ဖြန်းရမည်ပူဇော်သောသူသည် အပိုင်းပိုင်းဖြဲ့၍ခေါင်းနှင့်စီဥ်ကိုဆုထားပြီးလျှင်ယစ်ပရောဟိတ်သည်ယစ်ပလင်ပေါ်၌ရှိသောထင်းမီးပေါ်မှခင်းရမည်ရှစ်ထောင်နှစ်ဦးအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်ယစ်ပရောဟိတ်သည်တကောင်လုံးကိုဆောင်ခဲ့၍ယစ်ပလင်ပေါ်မှမီးရှို့ရမည် မီးရှို့သောရစ်ဖြစ်သည်တည်းထာဝရဖျားအားမီးဖြစ်ဆက်ကပ်၍မွေးကြိုင်သောပူဇော်တကာဖြစ်သည်တည်းထာဝရဖျားအားငှက်ကိုမီးရှို့ရာရစ်ပြုလိုလျင်ခိုဖြစ်စေဂျိုးကလေးဖြစ်စေဆောင်ခဲ၍ဆက်ရမည်ယစ်ပရောဟိတ်သည်ယစ်ပလင်သို့ဆောင်ခဲ၍ခေါင်းကိုလိမ့်ဖြတ်ပြီးလျင်ယစ်ပလင်ပေါ်မှမီးရှို့ရမည်အသွေးကိုရစ်ပလင်နားမှာညှစ်ရမည် ်ဇလုံးမှစ၍ဇလုံး၌ရှိသောအရာကိုချွတ်ပြီးလျင် ပြာစုထားရရက်ရစ်ပလင်အရှိဘက်နာ၌ပြစ်ထားရမည်အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍ရစ်ပရောဟိတ်သည်ရစ်ပလင်ပေါ်၌ရှိသောထင်းမီးပေါ်မှမီးရှို့ရမည်မီးရှို့သောရစ်ဖြစ်သည်ထာဝရဘုရားအားမိဖြစ်ဆက်ကပ်၍မှုေးကြိုင်သော ပူဇော်တကားဖြစ်သည် ဝိပုဝါကျမ်းအခန်းကြီး1ပြီးပါပြီအားလုံးကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်